မင်္ဂလာပါရှင်ဗမာကိတိတရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဧပြီလ2ရက်နေ့ညနေခင်းတရင်များကိုအစီအကံတင်ဆက်ပေးပါရမရှင်ပရမအောင်ဆုံးတရင်နေနဲ့ဘင်းစတက်ညီလာကိုင်းမှာမင်းအွန်လိုင်းကိုလူကိုယ်တိုင်တက်ရောက်ခွင့်မပေးဘူးထိုင်းဆိုရကိုပမောက်ခတူအကြံပြုဆိုတဲ့တရင်ပဲဖြစ်ပါရရှင် ထိုင်းနိုင်ငံမှာကျင်းပမယ့်ဘင်္ဂလားပင်လယ်အော်ကနားစုံနေပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးညီလာခံကိုအနာသိန်းစစ်ကောင်ဆောင်မယောင်လိုင်းအားလူကိုယ်တိုင်တက်ရောက်ဖို့ထိုင်းအစိုးရအနေနဲ့ခွင့်မပြုတဲ့ညောင်းတာမဆက်တက်တို့လက်ထောက်ပါမောက်ခတူကထောက်ပြခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ဖေထောင်ရင်ရှင်နာဝတ်အနေနဲ့မယောင်လိုင်းကိုဘင်စတက်ထိပ်သီးညီလာခံမှာလူကိုယ်တိုင်တက်ရောက်စေမယ့်အဆောင်အွန်လိုင်းကနေချိတ်ဆက်ပောင်းဝင်စေတာမျိုးကတော့ပိုပြီးအကျိုးရှိလိမ့်မယ်လို့လက်ထောက်ပါမောက်ခတူရာပက်ပရီချာရူကထောက်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံကိုလာရောက်ခြင်းနဲ့မင်းအောင်လှိုင်ရဲ့ဆန္ဒအမှန်ဟာမတရားအာဏာသိမ်းတဲ့သူ့ရဲ့ရည်တည်မှုကိုနိုင်ငံတကာကလက်ခံတဲ့အခြေအနေရောက်လာစေဖို့သာဖြစ်လိမ့်မယ်လို့သူ့အဘက်ကဆိုပါတယ်ဝန်ကြီးချုပ်ဖေထောင်တန်အနေနဲ့မင်းအောင်လှိုင်ဦးဆောင်တဲ့အာဏာသိမ်းစစ်ကောင်စီကိုနိနိကကတိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းမရှိဘဲတန်တမာရေးအရာစီးတစ်ခုချထားတဲ့လက်ရှိမူဝါဒကိုဆက်လက်ဆုပ်ကိုင်ထားတယ်လို့သူကပြောပါရယ် မင်းအောင်လိုင်းနဲ့လူချင်းတွေ့တာတိုက်ရိုက်ဆက်ဆံပြောဆိုတာတွေကတိုင်းဆိုရဆက်ကောင်စီကိုအတိမတ်ပြူပါတယ်ဆိုတာမျိုးပုံဖော်ခံရတာမျိုးဖြစ်သွားနိုင်တယ်လို့လဲဒူရာဘက်ကထောက်ပြသွားပါတယ်မင်းအောင်လိုင်းနဲ့ဆက်ဆံရင်ကိုပုံမနီးကပ်စီမယ်ဆိုရင်နှစ်နိုင်ငံဆက်ဆံရေးကိုမြင့်တင်နိုင်မှာဖြစ်ပေမဲ့ဆက်ကောင်စီပေါ်ခါခတိတိမုံကြည့်နေတဲ့မြန်မာပြည်သူတွေရဲ့ဝေဖန်ရှုတ်ချမှုကိုတိုင်းဆိုရကကြုံရနိုင်တယ်လို့လဲသူကဆိုပါတယ် ဂျူရာဘက်ကတိုင်းဆိုရအနေနဲ့ဘင်စတာထိတ်သိမ်းညီလာခံကိုအကောင်းဆုံးအသုံးချပြီးအရှိတောင်အာရှနဲ့အာရှတောင်ပိုင်းဒေသတွေကြားပေါင်းကိုဆက်ဆံမှုတွေကိုမြင့်တင်မှုမြမငိန်ချင်းကဏ္ဍအတွက်ပုံမနယ်ဆိုင်တဲ့အခမ်းကဏ္ဍမျိုးကနေပါဝင်နိုင်မှုလှုံ့ဆော်တင်ကြောင်းလဲတိုက်တွန်းသွားခဲ့ပါတယ်။ဆလဘီနိုင်ငံတော်ငလင်းကြောင့်တည်ဆုံသူ2900နီးပါးရှိလာဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံတော်မှာပြင်းထန်ငလင်းကြောင့်ဧပြီလ2ရက်ဒီကနေ့မနက်၈နာရီတိသေဆုံးသူ2886ဦးရှိနေပြီလို့စစ်ကောင်စီရဲ့ MRTV Telegram လူမှုကွန်ရက်မှာဒီနေ့မော်လင်းပိုင်းကပေါ်ပြထားပါဗျ။တန်ရန်ရသူ4639ဦးနဲ့ပျောက်ဆုံးနေသူ383ရှိနေတယ်လို့လဲဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်နေပြည်တော်မန္တလေး၊စကိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာလူအများပြားသေဆုံးတန်ရန်ရခဲ့ကြတာပါ။ ရှားဝေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းဒီနေ့ဒီဆက်လက်လှုပ်ဆောင်နေကြရသေးပါဒါပေမဲ့ရှားဝေကယ်ဆယ်ရေးလုပ်ငန်းတွေမလုံးနိုင်သေးတဲ့နေရာတွေလည်းအများအပြားကျန်နေသေးတာကြောင့်သေဆုံးတန်ရာရသူအရေအတွက်ဟာစစ်ကောင်စီထုတ်ပြန်ချက်တပိုများနိုင်တယ်လို့လည်းငလင်ဘေးတန်တင်ဒေသခံတွေကပြောပါတယ်ဆလတ်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရကတော့ပဲခူးနေပြီးတော့မန္တလေးနဲ့စကိုင်းနဲ့ငလင်ကြီးလုံမြီဆိုတော့ကော်လာဟာလာများပြန်နေနေရွေးပြည်သူများရွတ်ရွတ်တဲတဲဖြစ်ဆိုတဲ့တဲ့မျိုးဖြစ်ပါရဲ့ရှင် ပဲခူးနေပြည်တော်မန္တလေးနှင့်စကိုင်းနှင့်ငလင်ကြီးလုံမြေဆိုသောကောလာဟလာများပြန့်နှံ့နေ၍ပြည်သူများရွရွတဲတဲ့ဖြစ်နေသောဒေသပြည်သူများကရှမ်းကုန်းခေတ်သတင်းဌာနတန်တို့ပြောဆိုသည်ရှင်နေမော်လေးနဲ့နိုင်20မိနစ်မှစတင်၍နိုင်ပိုင်းအတွင်ငလင်းကြီးလှုပ်ခတ်မည်ဆိုသောသတင်းများမှာပဲခူးမြို့မန္တလေးမြို့နှင့်စကိုင်းမြို့ရှိပြည်သူများအကြားပြန့်နှံ့လာရမှာပြည်သူများရွရွတဲတဲ့ဖြစ်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ ဘကူမှာတော့ငလင်းလုံးမယ်ဆိုပြီးတရင်တွေတအားပြန်နေလို့အခုလူတွေတော့အထုတ်တွေထုတ်ပြီးရုတ်ရုတ်တဲတဲဖြစ်နေတယ်ဟုဘကူမြို့ကန်တူကဆိုသည်မန္တလေးမြို့ရင်ကဲဆေးလုံနေသောကုညီရီသမားတို့ကလည်းနှစ်နာရီ20ကစားပြီးပညာရှင်များလေးလာမှုနိုင်ဝတ်အတွင်ငလျင်တရီတဲ့နော်ကျွန်တော်တို့အပွဲတွေခိတ္တနာခိုင်းထားပါသေးဟုလူမှုကွန်ရက်တွင်ရေးသားထားတယ်။စကိုင်းမြို့မှာပြည်သူတချို့ကလည်းငလျင်စည်းထက်မှန်လုံမည်ဆိုသောသတင်းများကြောင့်ပြည်သူများစိုးရိမ်တကြီးဖြစ်နေရသည်ဟုဆိုသည်။ ငလျင်လှုပ်ခတ်မှုကိုစူတင်အတိအကျခံမရန်ခက်ခဲကြောင်းဘူမိပေရပညာရှင်များကထုတ်ဖော်ပြောဆိုထားပြီးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင်မှနောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်လေးရှိကြောင်းပြောဆိုထားသည်မြန်မာနိုင်ငံတွင်မတ်လ28ရက်နေ့မွန်လယ်ပိုင်းတွင်ပြင်းအောင်ခုနှစ်တသမခုနှစ်အစဉ်ရှိငလျင်ကြီးလှုပ်ခတ်ပြီးနောက်ငလျင်လှုပ်ခတ်မှု58ကြိမ်ရှိပြီဖြစ်ကြောင်းစစ်ကောင်စီမိုးလေဝသနှင့်ဇလားပေရညွန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်။ ဆလဘီအင်းတော်မျိုးမှာပုံရင်ကြောင့်နဲ့ကျုံလို့ရှိခြေရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုပြည်သူသုံးသေဆုံးပြီးရှစ်ဦးဒဏ်ရာရဆိုတဲ့တဲ့ငို့တင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းအင်းတော်မျိုးမြို့မပုံကြီးချောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းပြင်းပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့သေဆုံးခဲ့ကြောင်းအင်းတော် Revolution အင်အားအဖွဲ့မှတောင်းအရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည် ဧပြီလ10ရက်နေ့မွန်လေ12:30မိနစ်ခန့်နဲ့အင်းတော်မျိုးမြို့မပုံကြီးချောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေးမြင့်ပုံစဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်တပ်လေးကြောင်တိုက်ခိုက်မှုတွင်အရဲသားပြည်သူနှုတ်ဦးသေဆုံးကရှေးဦးတန်ရာရရှိခဲ့ပြီးရတ္တမှုဖျားလဲလေရင်ပုံးထိမှန်ပြီးပြည့်စုံမှုရှိကြောင်းသိရှိရသည်။ ထိခိုက်ဒဏ်ရာရရှိသူရှိဦးရဲ့အခြေအနေကတော့မသိရသေးဘူးနှစ်ဦးကတော့သေဆုံးတယ်ရတ်တော်မှုဖျားလဲလေရင်ပုံထီလိုပျက်စီးမှုရှိတယ်လို့သိရတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေကသူတို့စစ်တပ်ကုန်းပေါ်မှာဆိုတော့ဒဏ်ရာအခြေအနေကိုအတည်ပြုနိုင်သေးတာအခုဘုံကျဲတိုက်ခိုက်ခင်ရတဲ့စစ်တပ်ကုန်းကရဲတွေပြူစောတွေနဲ့နန်းစီဒီယန်တွေအများစုဂျန်နေတာပေါ့ပြည်သူတွေကတော့ဂျန်ခဲ့အောင်နည်းနည်းပဲထင်နေအဲ့ဒီမှာပြည်သူတော်တော်များများကထွက်ခဲ့ပြီးပေါ့မရှိတော့ဘူးဟု Indo Revolution အာရဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည် အလားတူကရင်ပြည်နယ်ကျုံတိုးမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ထိဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်ဧပြီလ10ရက်နေ့ညနေ9:30မိနစ်ခန့်တွင်ကျုံတိုးမြို့နယ်ဝိဆာကုန်းကျေးရွာအတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစံဖက်စစ်တပ်၏စကားခစနစ်လက်အောက်ခံတပ်သည်အမြောက်ကုန်းမှစံဖက်စကောင်းစီတပ်သားများက120မမလက်နက်ကြီး၅လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် အကျန်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်သောလက်နက်ကြီးကြီးပောက်ကွဲတန်းကြောင့်ဝိဆာကုန်းကြေးရည်နေထိုင်သောအသက်59နှစ်အရွယ်အမျိုးသမီးတအူနှလုံးဖောက်ကနောက်ပြန်လဲပြီးအုတ်ခုံနှင့်နောက်ဆီထိမိကသေဆုံးခဲ့ကြောင်းသိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည်တနိုင်ငံလုံးတွင်ရှိသောပြည်သူလူထုများမှစစ်ဘေးစစ်ဒဏ်များကြောင်းတော်လကောင်တဘာဝဘေးဒဏ်များကြောင်းတော်လကောင်အသက်အိုးအိမ်စီးဆိုင်များပြည့်စည်ဆုံးရှုံးခဲ့ရပြီးဒုက္ခရောက်နေခြင်းနှင့်လူသားချင်းစာနာထောက်ထားမှုမရှိပဲစည်ရည်ပြည့်မှတ်မှုသည့်ဘာသာရေးအဆောက်အဦများပြည်သူစေရုံစေကမ်းများစာသင်ကျောင်းများနှင့်အပြစ်မဲ့အရသာပြည်သူနေထိုင်သည့်နေရာများအားပြစ်မှတ်ထားကရည်ရွယ်ချက်ရှိရှိဖြင့်ပြစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း KNU ဗဟိုကပြောဆိုထားသည် ဆလရဲ့ပလောမျိုးနယ်စစ်မှုထမ်းရန်စစ်သားတွေစူဆောင်းပေးနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုနေနဲ့ပြက်ခတ်ခံရပြီးတည်ဆုံဆိုတဲ့တဲ့ငကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာရီတိုင်းပလောမျိုးနယ်တွင်စစ်ကောင်စီအတွက်လူငယ်များကိုတပ်သားတွေစူဆောင်းပေးနေတဲ့ရက်ကွက်လေးအုပ်ချုပ်ရေးမှု၎င်း၏နေနဲ့ပြက်ခတ်ခံရပြီးနေရာတွင်ပွဲချင်းပြီးတည်ဆုံသောကြောင့်ပြည်သူ့ကောင်ရဲတမရဘိတ်ခန်အမတ်တဲတရင်တမသေးရသည်။ ပလောမြို့နယ်အမှတ်လေးရပ်ကွက်တန်းနေတိုင်းအသက်52နှစ်အရွယ်စစ်ကောင်စီကအုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းကိုမတ်လ31ရက်နေ့နဲ့7တနေ့ဝန်းကျင်ခန့်က၎င်း၏နေအိမ်တွင်တော်လိုင်းပူပေါင်းတက်များမှပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ခင်မဝင်းအောင်စစ်ကောင်စီကစစ်မှုရန်ဥပဒေပြဋ္ဌာန်းပေးတာနဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အတင်းကျပ်ဖိအားပေးတဲ့ဤမျိုးမျိုးနဲ့ချင်းချောက်ပြီးငွေညစ်တဲ့ငွေမပေးနိုင်တဲ့သူတွေဆိုရင်စစ်တပ်အတွက်တပ်သားတွေဖြစ်စူးစောင်းပေးတဲ့သူဖြစ်ပါတယ်ဟုပြည်သူ့ကော်ရီတမ်မတော်ဘိတ်ခန်အမတ်တတရင်ပြန်ကြားရေးတောင်းခံကိုအာနိုက ARD Time ကိုပြောတယ်အဆိုပါရာရင်မှုခင်မဝင်းဆိုသူကိုတော်လိုင်းပူပေါင်းတက်များကသူ့ရဲ့လိုရည်များကိုရက်တန်အချင်းချင်းတရီပီပြောဆိုခဲ့တော်လဲလိုင်းနာမှုမရှိတော့ကြောင်းဖြစ်ခက်ခေစဉ်ဖြစ်ကြောင်းသိရသည် အဆိုပါပြကံမှုကိုပြည်သူ့ကော်ရီတမ်မရောဘိတ်ခန်အမတ်တက်တရင်နဲ့ KNDO တရင်ခုနှစ်တပ်ဖွဲ့တို့မှပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်ပလောမျိုးနယ်တွင်ရှိရက်ွက်ကြီးရောအုတ်ချုပ်ရီမှုများအနေဖြင့်လူငယ်များကိုစစ်မှုထမ်းရွတ်အတင်းအကျပ်ပြရားပေးစဉ်စစ်မှုရန်ဥပဒေကိုအကြောင်းပြု၍ပြည်သူလူထုများအားချင်းချောက်ခြင်းများပြုလုပ်ပါကပြည်မြန့်တန်တဲ့အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်သူ့ကော်ရီတမ်ရောဘိတ်ခန်အမတ်တက်တရင်မှအသိပေးထုတ်ပြန်ထားပါရရှင်